မင်္ဂလာပါရှင်။ Kumila News ကနေကြိုဆိုပါရစေ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့မလေးရှားနိုင်ငံမှာချင်းလူငယ်တယောက်ကျိုးဆဲချအဆုံးစီရင်တဲ့သတင်းမှာမလေးရှားနိုင်ငံစလန်ကောပြည်နယ်စုငိုင်းဘူလိုမှာချင်းလူမျိုးလူငယ်တယောက်ကျိုးဆဲချအဆုံးစီရင်ခဲ့တယ်လို့ကွာလာလမ်ပူမြို့ကပုံးအခြေဆိုင်မရာဒုက္ခတဲ့အဖွဲ့အစည်းမလေးရှား MRC ကဒီနေ့အောက်တိုဘာ10ရက်နေ့မနက်မှာ ထုတ်ပြန်ပါတယ်။အဲ့ဒီချင်းလူငယ်ဟာဒီနေ့အောက်တိုဘာ10ရက်နေ့မနက်9:00နာရီမှာ အလုံးလုံးကင်နေတဲ့ဆလံကောပြည်နယ်စုငိုင်းဘူးလုံးမှာကျိုးဆွဲချပြီးတော့ကိုကိုကိုအဆုံးစီရင်ခဲ့တာလို့သိရပါဗျ။ကျွန်တော်တို့ကြားသိရတာကကိုကိုကိုကျိုးဆွဲချတာလို့ပဲသိရတယ်။ကျွန်တော်ဘာမှမသိရသေးတော့ကျိုးဆွဲချရတဲ့အကြောင်းရင်းကိုလည်းအသေးစိတ်မသိရသေးဘူးလို့အဲ့ဒီလူငယ်နဲ့နှိဆက်သူတယောက်ကပြောပါဗျ။တိတ်ဆုံးသူကချင်းမီနယ်မတူဘီမြို့နယ်ဒါလင်းကျေးရွာကအသက်18နှစ်အရွယ်မရာချင်းလူမျိုးလူငယ်တယောက်ဖြစ်ပြီးတော့မလေးရှားနိုင်ငံကိုရောက်ကြမကြသေးတဲ့အကြောင်းနဲ့အခုလိုကိုကိုကိုအဆုံးစီရင်ခဲ့ရတဲ့အကြောင်းရင်းကိုအသေးစိတ်မသိရသေးပါဘူး။ စက်ရုံမှာအလုပ်လုပ်တာပါဒီနေ့မနေ့တငယ်ချင်းတွေကအဲ့ရသွားနိုးတော့လူကမရှိဘူးစက်ရုံအပြင်ဘက်မှာအဆုံးစီရင်သွားတာပါဘာလို့လဲဆိုတာမသိရသေးဘူးလို့ MRC တာဝန်ရှိသူတယောက်ကပြောပါတယ်တိတ်ဆုံးသူရဲ့အလောင်းကိုစုငိုင်းဘူးလို့စက်ရုံမှာထားရှိပြီးတော့မနေ့ဖြန်အောက်တိုဘာ17ရက်နေ့မှာတကြုံမယ်လို့သိရပါတယ်